ကလေးတို့ရေဒီချေကတော့သိပ္ပံဒီချေဒီချေချမ်းဖြစ်ပါတယ်။သင်ငန်းစာလေးကိုဆက်လိုက်ကြမယ်နော်။အခန်းလေးရုပ်ပြောင်းလဲခြင်းနဲ့တပြောင်းလဲခြင်းကနေပြီးတော့မှအပိုင်းတွေရုပ်ကုန်သတ္တိများနဲ့ရုပ်ပြောင်းလဲခြင်းအကြောင်းကိုဒီချေတို့လေ့လာကြမယ်နော်။ အရာဝတ္ထုတစ်ခုရဲ့ရုပ်ပြောင်းလဲခြင်းကိုတချို့တို့ဘလို့သိနိုင်မလဲအဲ့တော့တချို့တို့ပတ်ဝန်းကျင်မှာရှိတဲ့အရာဝတ္ထုအားလုံးဟာဒွဝတ္ထုတွေပဲဖြစ်ပါတယ်ဒွဝတ္ထုတွေမှာဆိုလို့ရှိရင်အရွယ်အစားပုံတံအယောင်အနံအရတာမာကျော်မှုပျော်ပြောင်းမှုခံနိုင်ရည်အားစုပ်ယူမှု မြုပ်ချင်းပေါ်ခြင်းတွေအဲ့လိုအမျိုးမျိုးဂုဏ်သတိတွေရှိကြပါတယ်ဒွဝတ္ထုတွေမှာဆိုလို့ရှိရင်ဒွဋ္ဌုနဲ့ဒုရယ်ဆိုပြီးတော့ရှိပါတယ်ကွယ်ကဲလုပ်ငန်း၁ အဲ့တော့ဓာတ်ဝတ္ထုများရဲ့ရုပ်ကောင်သတ္တိတွေကိုဘယ်လိုမျိုးများသိရှိနိုင်မလဲအဲ့တော့ဓာတ်ဝတ္ထုများရဲ့ရုပ်ကောင်သတ္တိတွေကိုဘယ်လိုမျိုးများသိရှိနိုင်မလဲကဲအဲ့တော့ဒီချေက ပုံလေးတွေပေးထားတယ်။ကာကြီးပေးထားတဲ့အရာဝတ္ထုလေးတွေကိုတောက်သမီးတို့လေ့လာပါ။ပြီးရင်ခါခွေး ရပေးထားတဲ့ဇာတ်လေးကိုတောက်သမီးတို့ဆွဲပါမယ်။ပြီးရင်အရာဝိထုတစ်ခုစီရဲ့ဂုံတက်တဲ့အနည်းဆုံး၅ချက်ကိုဇာတ်မှာတစ်ချက်တို့ရေးသားကြည့်ပါမယ်။ကဲအရာဝိထုမှာတစ်ချက်လိမ္မော်သီးလေးကိုနမူနာတစ်ခုတောက်သမီးတို့ပြပြပေးမယ်နော်။တစ်ချက်နမူနာတိုင်းအောက်ကအရာဝိထုလေးတွေကိုတောက်သမီးတို့သူ့ရုပ်ကုံတက်တဲ့လေးကိုရေးပေးနော်။ကဲတော့လိမ္မော်သီးကတော့ဘာယောင်လေးလဲ။သူ့ရဲ့ရုပ်ကုံတက်တဲ့လေးကတော့အဝါယောင်လေးရှိမယ်။လုံးဝင်းတဲ့ပုံသဏ္ဍာန်လေးရှိမယ်။အနံလေးမွှေးမယ်။ပြီးရင်သူကဘာဖြစ်လဲ။အနှင်းငယ်ချင်တယ်။ ုတ်တယ်နော်အရာသာရှိတယ်ဖြစ်ရွယ်စားလေးကတော့ဘာနဲ့တူလဲဘောလုံးလေးနဲ့ပေါ့နော်ဘောလုံးလေးတသေးလေးနဲ့ तू ကနှိုင်းရှင်လို့ရတယ်ပေါ့နော်ဒါလေးတွေရှိမယ်ဒါကသူ့ရဲ့ရုပ်ကုံတတိအဲ့တိုင်းပဲတခြားအရာဝတ္ထုလေးတွေကိုခုနတစ်ချက်ပေးထားတဲ့အရာဝတ္ထုလေးတွေကိုဒါတော့သမီးတို့စောက်လေးထဲမှာရေးကြည့်ပေးပါနော်ကဲအဲ့တော့လင်းလာတရှိချက်ကလေးတို့အခြေခံပြီးတော့တခြားတို့မေးခွန်းလေးတွေဖြေဆိုကြရအောင်တက် မြည်သည့်ရေဘူးရဂုံသက်တွေများကိုတွေ့ရသည်နိတဲ့။ကဲအဲ့တော့ဒီချက်ခုနှစ်ရုံကလိမ္မော်သီးကိုနမူနာပေးထားသလိုပဲနမူလိမ္မော်သီးလေးကိုပဲဒီချက်ပြောပြပေးမယ်နော်။ကဲအဲ့တော့ဒီချက်တို့ကရုပ်ဂုံသက်တွေမှာဆိုလို့ရှိရင်တော့ဥပမာလိမ္မော်သီး။သူကတော့အဝါရောင် ရှိ၍လုံးဝနဲ့ပုံသဏ္ဍာန်ရှိပြီးအနံ့မွေးကအနှင်းငယ်ချင်းနဲ့ရတာရှိတယ်။အရွယ်စားမှာဘောလုံးနဲ့ရှင်မယ်ဆိုရင်တော့သိငယ်တာကိုတွေ့ရပါတယ်။နံပါတ်1ရာဝတ္ထုများရဲ့ဂုံသက်တွေကိုဘယ်လိုမျိုး ဖြတ်ဖွေဖော်ထုတ်ပါတယ်လေတဲ့ကဲအဲ့တော့အရာဝတ္ထုတွေရဲ့ဂုဏ်သတ္တိတွေကိုလူတွေရဲ့အာယုံ၅ပါးကိုအသုံးပြုပြီးတော့မှတချို့တော့ဖော်ထုတ်နိုင်ပါတယ်ဟုတ်ပြီနော်အာယုံ၅ပါးကဘာလဲသားတို့မျိုးသိလားဟုတ်တယ်အာယုံ၅ပါးကတော့တချို့တို့ကအထိအတွေ့ပြီးရင်အရာတာပြီးရင်အကြာအမြင်နော်အဲ့ဒီအာယုံ၅ပါးနဲ့သားတို့သမီးတို့တွေအသုံးပြုပြီးတော့ရှားဖွေဖော်ထုတ်နိုင်တယ်နော်ကဲပြီးသွားလို့ရှိရင်နံပါတ်3 မြည်သည့်အရာဝတ္ထုတွေမှာတဲ့တိုင်းတာနိုင်တဲ့ဂုံသတ္တိတွေရှိပါသလဲတဲ့ထိုအရာဝတ္ထုတွေရဲ့အမည်နဲ့ဘလိုမျိုးတိုင်းတာနိုင်လဲဆိုတာကိုတဲ့တာဝသမီးတို့ဖြေဆိုကြည့်ပေးပါဟုတ်ပြီအရာဝတ္ထုတွေကတကယ်လို့ဖန်ကွက်နဲ့တန်ချောင်းကို တိုင်းတာနိုင်တဲ့ဂုံသတ္တိတွေရှိတယ်အဲ့တော့ဖန်ကွက်ရဲ့အမြင့်နဲ့တန်ချောင်းရဲ့အရှိပမာဏကိုတကယ်လို့ကပေတယ်နဲ့တိုင်းတာနိုင်ပါတယ်ကဲဟုတ်ပြီနံပါတ်၄အရာဝတ္ထုတွေမှာ တွေ့ရတဲ့ဂုံတက်တီတွေဟာတဲ့ရုပ်ဂုံတက်တီတွေဟာဖြစ်ပါတယ်တဲ့အဲ့တော့ဘယ်အရာဝတ္ထုတွေမှာတော့တူညီတဲ့ရုပ်ဂုံတက်တီတွေရှိပါတယ်ဥမာပေးပြီးတော့မှဖြေဆိုကြည့်ပေးပါဟုတ်ပါတယ်လိမ္မော်သီးနဲ့ဘောလုံးမှာဆိုရင်တဲ့အယောင်နဲ့ပုံသဏ္ဍာန်တွေဟာအနည်းငယ်တူညီပါတယ်နှစ်မျိုးလုံးကလည်းရေပေါ်မှာပေါ်နိုင်ပါတယ်အဲ့တော့ဟုတ်မဟုတ်သားတို့သမီးတို့အိမ်မှာလက်တွေ့ပြုလုပ်ကြည့်လို့ရပါတယ်နော် ကဲဒီချက်နဲ့တို့လုပ်ငန်းတွေကလေးကိုဆက်ပြီးလေ့လာရအောင်ထိုရာဝုထုများရုပ်ကုန်တတိပြောင်းလဲသွားလို့ရှိလို့ရှိရင်ဘလို့မျိုးပြောင်းလဲသွားမလဲ။ကာကြီးဒီကျတို့စကူတရွက်ကိုယူမယ်။ပြီးသွားလို့ရှိရင်တော့ဒီကျတို့စကူရဲ့ဂုံတတိလေးကိုမှတ်သားထားပေးပါ အဲ့ဒီနောက်မှာတော့ခါခွေအပိုင်းအစားနှစ်ဆဓမ္မမလို့ရှိရင်တချေတို့သုံးဆဖြစ်အောင်လို့ဘောနော်သုံးခုဖြစ်အောင်လို့ပိုင်းဖြတ်ပြီးတော့မှတချေတို့တွေကရက်တောင်ပုံပြီးသွားလို့ရှိရင်တော့ဘောလုံးပုံတန်လေးတွေဖြစ်အောင်လို့တချေတို့ကပြုတ်လောက်ပါမယ်ပြီးသွားရင်အဲ့ဒီရဲ့လုံဆောင်ချက်ကလေးတွေကိုတချေတို့တွေကမှတ်သားထားမယ်ပြီးရင်အဲ့ဒီအတိုင်းပဲလုံဆောင်ချက်လေးတွေကိုတချေတို့လေ့လာကြည့်ရှုမယ်ပြီးတော့ရင်စက်ကိုရဲ့ဂုံတက်တီလေးတွေကိုတချေတို့မှတ်သားပြီးတော့လေးလာတွေ့ရှိချက်ကလေးတွေကိုအခြေခံပြီးတော့မေးခွန်းလေးတွေဖြည့်ဆို့ကြည့်ရအောင် ။ကဲအဲ့တော့ဒီချက်ကအရင်ဆုံးစက်ကူစားလေးတွေကိုဒီချက်က၃ပိုင်းပေါ့နော်၃ဆက်ပြန်အရင်ပြုလုပ်ပါမယ်။ဟုတ်ပြီနော်အဲ့တော့စကူစာလေးကသုံးစာဖြစ်သွားပြီဆိုလို့ရှိရင်တော့တစ်ချက်ကနောက်ထပ်တစ်စာကိုတစ်ချက်ကညက်တောင်ပုံစံပြုလုပ်မယ်။ ကဲဟုတ်ပြီเนาะညတော်ပုံစံလေးတစ်ချက်ပြလုပ်ထားတယ်ကဲညတော်ပုံစံလေးရပြီနောက်တစ်ခုတော့ဒီချက်ကဒီရိုင်းမထားမယ်နောက်တစ်ခုကတော့ဒီချက်ဘောလုံးပုံစံလေးလုံးလိုက်မယ်ကဲဟုတ်ပြီနော်ကဲရပြီကဲအဲ့ဒါဆိုလို့ရှိရင်နော်နံပါတ်1ဆောင်ရွက်ရဲ့ဂုံတက်တိပြောင်းလဲသွားတဲ့အခါမှာဘလို့ပြောင်းလဲမှုမျိုးလို့ထင်ပါတယ် ကဲဟုတ်ပြီအဲ့တော့အဖြေလေးကတော့ဒီချေတို့ကဘာဖြစ်လဲစာရွက်ရဲ့အရွယ်အစားလေးကတော့ပြောင်းလဲသွားပါတယ်နံပါတ်1စာရွက်ရဲ့ရုပ်ကုံသတိပြောင်းလဲသွားတဲ့အခါမှာစာရွက်ဟာ draw with to အသစ်တစ်ခုဖြစ်ပြောင်းလဲသွားပါသလားဘာကြောင့်လို့ထင်ပါသလဲကဲအဖြေလေးကတော့ဒီချေတို့ကဘာဖြစ်လဲစာရွက်ရဲ့ပုံသဏ္ဍာန်နဲ့အရွယ်အစားလေးပဲပြောင်းလဲသွားတယ်ဒါပေမဲ့သူကတော့ draw with to ပစ္စည်းအသစ်တော့မဖြစ်ပေါ်ပါဘူးစာရွက်ရဲ့ပုံသဏ္ဍာန်နဲ့အရွယ်အစားလေးကတော့ပြောင်းလဲသွားပါတယ် ပြီးတော့စာရွက်ရဲ့ဂုံတက်တိတွေကလည်းပြောင်းလဲသွားခြင်းမရှိဘဲနဲ့မူလစက်ကူအတိုင်းသာဖြစ်ပါတယ်တချို့လိုပုံလေးဘလောက်ပဲလို့လို့သူကတော့စက်ကူကစက်ကူပဲဒါကိုပြောချင်တာပေါ့နော်ကဲနံပါတ်3ဒေါ်ဝိထုတွေရဲ့ရုပ်ဂုံတက်တိတွေပြောင်းလဲသွားတဲ့အခါမှာထိုဒေါ်ဝိထုများဘလို့ဖြစ်သွားပါမလဲဟုတ်ပြီအဖြေလေးကတော့တချို့တို့ကဒေါ်ဝိထုတွေရဲ့ရုပ်ဂုံတက်တိပြောင်းလဲသွားတဲ့အခါမှာတချို့တို့ကရုပ်ပြောင်းလဲခြင်းသာဖြစ်ပေါ်ပါတယ် ဟုတ်ပြီနော်တကယ်ကိုနေ့ကရှင်းပြသလိုပဲစာရွက်ကစာရွက်ပဲသူရဲ့ရုပ်ရဲ့ပြောင်းလဲခြင်းကတော့ဖြစ်ပေါ်တယ်ဟုတ်ပြီနော်ဒါပေမဲ့စာရွက်ကနေတခြားဘာပစ္စည်းဒေါ်ဝိထုပစ္စည်းအတင်မှာမဖြစ်ပေါ်တာဟုတ်တော့သမီးတို့တွေ့ရပါလိမ့်မယ်ကဲလုပ်ငန်းသုံးလေးကိုဆက်ပြီးတော့လေ့လာကြရအောင်ဒေါ်ဝုထုများ၏အခြေပြောင်းလဲခြင်းသည်ရုပ်ပြောင်းလဲခြင်းဖြစ်ပါသလား တော့တချေတို့အခန်းပူချိန်မှာရေခဲတုံးတုံးကိုပကံများတခုထဲမှာထည့်လိုက်ရင်ရေခဲတုံးဟာအေးပြောသွားလိမ့်မယ်။အဲ့တော့အေးပြောသွားတဲ့ရေခဲတုံးကိုတချေတို့ကရေခဲတရာထဲမှာတချေတို့အချိန်တော်ကြာပြန်ထားလိုက်မယ်ဆိုရင်ရေခဲတုံးပြန်ဖြစ်သွားတယ်။အဲ့တော့အဲ့ဒီဖြစ်စဉ်ကိုတချေတို့ကလေ့လာပြီးတော့မှမိခိုးလေးတွေကိုဖြေဆိုကြရအောင်။၁ရေဟာဘလို့အခြေပြောင်းလဲမှုဖြစ်ခဲ့ပါတည်းလေ။ ဟုတ်တယ်ရေကအခဲအခြေကနေပြီးတော့မှအရေအခြေကို ပြောင်းလဲသွားပါရဲ့နံပါတ်1ရေဟာအခြားအခြေတို့ပြောင်းလဲသွားတဲ့အခါမှာရေရဲ့ဂုံသတ္တိပြောင်းလဲသွားပါလားဟုတ်ပြီရေကဂုံသတ္တိတွေပြောင်းလဲသွားခြင်းမရှိပါဘူးရေရဲ့အခြေသာ ပြောင်းလဲသွားပါတယ်ရေဟာအခြားအခြေတို့ပြောင်းလဲသွားတဲ့အခါမှာဒေါဝိတုအသည်ဖြစ်ပါလားဟုတ်ပြီရေဟာအခြားအခြေတို့ပြောင်းလဲသွားတဲ့အခါမှာ ရောဝိထုပစ္စည်းအသေးမဖြစ်ပေါ်ပါဘူးနံပါတ်၄ရေရက်အခြေပြောင်းလဲခြင်းဟာရုပ်ပြောင်းလဲခြင်းဖြစ်တယ်လို့ထင်ပါသလားဘာကြောင့်အဲ့လိုပြောနေတာပါလဲဟုတ်ပြီရေရဲ့အခြေပြောင်းလဲခြင်းဟာရုပ်ပြောင်းလဲခြင်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ရေဟာအခဲအခြေမှာ အရေအခြေတို့ ပြောင်းလဲသွားတော့လေရေရဲ့မူလဂုံတ္တိတွေမပြောင်းလဲတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

ကဲပေါ်ပြပါအရာဝတ္ထုတွေရဲ့ရုပ်ပြောင်းလဲခြင်းကိုကြည့်ရှုလေ့လာပါလေးလာတွေ့ရှိချက်တွေကိုအခြေခံပြီးတော့မှဒီကျေတို့မိကုံးလေးတွေကိုဖြေဆိုကြရအောင်တက်ရုပ်ပြောင်းလဲခြင်းတစ်ခုစီမှာတဲ့ဘလို့ဂုံသက်တီတွေပြောင်းလဲသွားပါတယ်ကဲဟုတ်ပြီတောင်မူးလေးကိုကြည့်လိုက်ဒီဘက်မှာဗားလေးဖြစ်သွားတယ်တောင်မူးလေးကတွန့်ဗားလေးရှုံ့တော့ပါတယ်ဟုတ်တယ်နော်ကဲအဲ့တော့ तू ကဘာဖြစ်လဲမူလာတောင်မူးနဲ့မတူတော့ဘူး ။ကဲနောက်ကဒီဘက်ကလည်းကြည်ပါ။ဒီချက်ကဒီဘက်မှာယူနေလေးရရေထည့်ထားတယ်။ဒီဘက်မှာယူနေကိုမီးပူပေးလိုက်တော့ယူနေလေးရဆူသွားတယ်။ဒီဘက်မှာကရေခဲတုံးလေး။ဟမ်ဒီဘက်ညမှာညားလေးမှာကျတော့ဗာလေးတွေ့လေ။ဟမ်ရေခဲတုံးလေးအေးပြောသွားတယ်။ဒီဘက်မှာကပိုက်လုံးလေး။ကဲပိုက်လုံးလေးကဒီချက်ကကွေးလိုက်တော့ပိုက်လုံးလေးကခန်းငယ်ပုံစံလေးဖြစ်သွားတယ်။ကဲဘိမုတ်ကလေးကိုတွေ့လား။ဘိမုတ်ကလေးကိုဒီဘက်မှာဒီချက်ကအပိုင်းလေးတွေပိုင်းပေးထားတယ်နော်။ နံပါတ်၄ဘာကြောင့်ရုပ်ပြောင်းလဲခြင်းဖြစ်ပါတယ်လဲအကြောင်းပြချက်နဲ့တစ်ချက်ကိုရှင်းပြပေးပါဟုတ်ပြီကဲတချို့အရာဝတ္ထုကလေးတွေပေးထားတယ်မူလအရာဝတ္ထုလေးတွေကတချို့ကမူလပုံသဏ္ဍာန်လေးရှိရင်ဒါပေမဲ့ဒီဘက်မှာတစ်ဖက်မှာရောက်သွားတော့တချို့ဘလိုမျိုးဖြစ်သွားလဲအရာဝတ္ထုလေးတွေရဲ့ပုံသဏ္ဍာန်သာ ပြောင်းသွားတယ်ဒါပေမဲ့သူတို့ရဲ့ဂုဏ်သတ္တိလေးတွေကတခုမှပြောင်းလဲသွားခြင်းမရှိဘူးဥပမာအနေနဲ့ပေးရမယ်ဆိုလို့ရှိရင်ရေခဲတုံးလေး ဟုတ်ပြီနော်ရေခဲတုံးကအေးပြော်သွားပြီမဲ့တချို့တော့ရေခဲတရာတွေပြန်ထည့်လိုက်လို့ရှိရင်ရေခဲတုံးလေးပြန်ဖြစ်သွားမယ်ဒီလိုပဲရေနွေးရေနွေးကတချို့တော့အေးပြန်ခတ်လိုက်ရင်ရေပြန်ဖြစ်သွားမယ်ဒါကြောင့်တို့ရဲ့မူလရဲ့ဘာဖြစ်လဲရုပ်ပြောင်းလဲခြင်းကမပြောင်းလဲတာဖြစ်တဲ့အတွက်ကြောင့်တို့ဟာရုပ်ပြောင်းလဲခြင်းပဲဖြစ်ပါတယ်ကဲအဲ့တော့နံပါတ်3ပတ်ဝန်းကျင်မှာတွေ့ရတဲ့အခြားရုပ်ပြောင်းလဲခြင်းကိုသားတို့သမီးတို့တွေပြောကြည့်ပေးပါအောင်ကွယ် ဒါကတော့တာရုတ်သမီးတို့ပတ်ဝန်းကျင်မှာလေ့လာပြီးတော့တာရုတ်သမီးတို့ရဲ့မှတ်စုစာအုပ်လေးထဲမှာရေးမှတ်ထားပြီးနော်အဲ့တော့ရေတံတရားလေခြင်းရေတံတရားလေခြင်းဆိုတာကတော့သဘာဝဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။သူဟာရေရဲ့ရုပ်ပြောင်းလေခြင်းပဲဖြစ်ပါတယ်။ ရေဟာရေငွေ့ပြန်တဲ့အခါမှာအရေအခြေအနေကနေပြီးတော့မှအငွေ့အခြေအနေသို့ပြောင်းလဲသွားပါတယ်။အပူချိန်နိုင်တဲ့လေတို့မှာဆိုလို့ရှိရင်တော့ရေငွေ့တွေကငွေ့ရေဖွဲ့ပြီးတိမ်များဖြစ်ပေါ်လာပါတယ်။အဲဒီနောက်တိမ်တွေဟာတဖြည်းဖြည်းကြီးပြီးလေးလာတဲ့အခါမှာမိုးရေစင်းနေမိုးသီးများအဖြစ်ကဘာမြေပေါ်သို့သူဟာပြန်ပြီးတော့ကျလာတယ်။တဖန်ထပ်မှန်ပြီးတော့အဲ့လိုပဲထပ်ပြီးတော့ဖြစ်ပေါ်ပါတယ်။ ထို့ကြောင့်ရေတန်တရားလေခြင်းမှာရေရဲ့အခြေအနေသုံးမျိုးဟာအခြေတစ်မျိုးမှဓမ္မမဟုတ်ရင်တစ်မျိုးသို့အပြန်အလှန်ပြောင်းလဲခြင်းဖြစ်ပါတယ်။ရေဟာရုပ်ပိုင်းဆိုင်ရာအခြေအနေသုံးမျိုးပြောင်းလဲပေမဲ့လေရေရဲ့ဂုဏ်သတ္တရတော့မပြောင်းလဲပါဘူး။ဒုဝိထုအမျိုးအစားအသစ်လည်းထပ်ပြီးတော့မဖြစ်ပါဘူး။ရေကရေပဲဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်ရေတန်တရားလဲခြင်းဟာရေရဲ့ရုပ်ပြောင်းလဲခြင်းဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်ကွယ်။ တချေတို့အနှစ်ချုပ်ရမယ်ဆိုလို့ရှိရင်တော့ရုပ်ကုံတတ္တရာဆိုလို့ရှိရင်တော့တချေတို့ရဲ့အာယုံ၅ပါးဖြင့်ကြည့်ရှုစမ်းသပ်တိုင်းတာနဲ့တော့ဒုဝိထုတွေရဲ့သွင်ပြင်းလက္ခဏာတွေပဲဖြစ်ပါတယ်။အမြင်အကြားအနံ့အရာတာနဲ့ထွဋ်ထွဋ်ခံစားမှုဆိုတဲ့အာယုံ၅ပါးပဲဖြစ်ပါတယ်။ဒဝတ္ထုတိုင်းမှာဆိုလို့ရှိရင်တော့ကိုယ်ပိုင်းဂုံတ္တိများရှိကြပါတယ်။အရွယ်အစားပုံတံတန်းအရှောင်းအနက်အရတာချုံမှုမှု ြံတက်မှုမာခြင်းပျော့ခြင်းတို့ဟာဒုဝတ္ထုတွေရဲ့ရုပ်ကုန်သတိတွေပဲဖြစ်ပါတယ်။အလေးချိန် drug to အပူချိန်အတန်တန်လိုက်ဖြစ်ဆွဲယူနိုင်ခြင်းတိုင်းတာနိုင်ခြင်းနဲ့မြုပ်ချင်းပေါ်ခြင်းတွေဟာလည်းရုပ်ကုန်သတိတွေပဲဖြစ်ပါတယ်။ဒုဝတ္ထုတွေရဲ့အရွယ်အစားပုံသဏ္ဍာန် ပြောင်းလဲခြင်းနဲ့ drug အခြေအနေအပြန်အလှန်ပြောင်းလဲခြင်းစတဲ့ဒုဗ္ဗထုတွေရဲ့အသွင်သဏ္ဍာန်တွေပြောင်းလဲခြင်းဟာရုပ်ပြောင်းလဲခြင်းပဲဖြစ်ပါတယ်အဲ့တော့ရုပ်ပြောင်းလဲခြင်းမှာဆိုလို့ရှိရင်ဓာတ်ပစ္စည်းတွေကအသစ်မဖြစ်ပေါ်ပါဘူးเนาะကဲအဲ့ဒါလေးကိုမှတ်ထားပြီးเนาะရုပ်ပြောင်းလဲခြင်းမှာဆိုလို့ရှိရင်เนาะဓာတ်ပစ္စည်းတွေကအသစ်ဖြစ်မပေါ်ပါဘူးဟုတ်ပြီเนาะကဲအဲ့ဒါဆိုရင်ဒီချေတို့သင်ခန်းစာလေးကိုဒီမှာရက်ပြီးတော့နောက်စာသင်ချိန်မှာဒီချေတို့ပြန်တွေ့ကြမယ်เนาะ